အားလုံးပဲမင်္ဂလာပါရှင်အသက်ဆန်နေရနေကြိုဆိုပါရယ်အပတ်စဉ် Sunday တိုင်းမှာဟင်းချက်ဗီဒီယိုလေးတင်နေတဲ့ channel ဖြစ်ပါရဲ့ရှင်ဒီတစ်ပတ် Sunday မှာတော့မြေရတီရမ်းပူတဲ့အချိန်မှာထမင်းစားကဂရင်းပြည့်နေတဲ့အတွက်ဂရင်းလိုက်စီမဲ့ဒီရှင်ငန်ဆက်စားစရာလေးချက်ထားပါတယ်ဒါကတော့ဟိုရေကတည်းကထည့်လို့မရဘူးဟိုကလေရေဣပြီးတော့လုံးသွားအတွက်လို့ညရဲ့လုံးထားပါတော့လုံးထားမှုလုံးထားလေးကိုပြန်ပြီးတော့နှွှေးပါတယ် ဒီဟာလေးကအခုကျွန်တော်ချက်မှာကကြတော့သူကလေသမားဟင်းကြုံလိုပုံစံမျိုးပေါ့နော်လေသမားဟင်းကြုံနဲ့တော့ဆင်တူတရားအောင်ရှိတယ်ဒါပေမဲ့လို့သူ့လိုတော့အပြည့်အစုံမဟုတ်ဘူးသူအိမ်မှာပဲရှိတဲ့အသီးအရွက်တွေမှုတွေနဲ့ရှိတာတွေပြစ်ထည့်ပြီးတော့ချက်လိုက်တာပေါ့နော်ချက်ငန်းစားလေးဖြစ်အောင်ချက်လိုက်တာကျွန်တော်အရွက်ကတော့ဖယုံဘူးရွက်ပေါ့နော်ဘူးရွက်နဲ့စုပုပ်နဲ့ဝဲလာတာအဲ့ဒါဝဲတာလေးကိုတင်ပြင်လိုက်ပါတယ်ဒါဘူးရွက်ပါ ီးရင်တော့အိမ်မှာတူတူညီရဲ့အမတယောက်စီကပဇွန်ရဲ့ရှိလို့ပဇွန်ရဲ့လေးတောင်းပြီးတော့ထည့်လိုက်ပါတယ်။အသီးရွက်လေးစုံရင်တော့ပိုကောင်းတာပေါ့နော်။ခရမ်းသီးတို့ဘူးသီးတို့ဖျုံသီးတို့အဲ့ဒါလေးထည့်ရင်လည်းပိုကောင်းတယ်။ကျွန်တော်မရှိတော့ရှိတာပဲထည့်ထားပါ။အဲ့လိုအသီးရွက်စုံလေးပိုထည့်လို့ရှိရင်ပိုပြီးတော့ရှို့တာပေါ့။သူ့ရဲ့အဓိကအသက်ဖြစ်တဲ့ main ပေါ့နော်။ထည့်ထည့်မဲ့အစားအတွက်ကိုစက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်နဲ့ခွန်တင်အညာရွှေရေးစေးထားပါမယ်။ ပြီးတော့ရင်တော့ကျက်သွန်ပြုံမျိုးဒီစိမ့်နဲ့ငပိမီဖုတ်ထားတာလေးအနေငယ်ထည့်ပြီးတော့အဲ့သုံးမျိုးထောင်းပါမယ်။ငပိရောင်းပုံစံမျိုးပါပဲ။ငပိကိုလည်းနည်းနည်းချော့ထည့်ပါတယ်။ငပိအများကြီးမထည့်ဘဲနဲ့ထောင်းတာပါ။ ချက်တုံဖြူမြူတီမပီထောင်းထားလေးလည်းရပြီဆိုရင်ဒီဘက်မှာခုနဟိုလုံးပြီးတော့ရေတဲထားရဲ့ပုံကြီးကြီးရလည်းပတ်နေပါပြီပတ်နေတဲ့ကိုဒါလေးခတ်လိုက်ပါမယ်ကျွန်တော်ကလေဒီဟာဟင်းချက်မှပြင်နိုင်အသားငါမစားကြနိုင်ဒီဟာကိုချက်စားပါတယ်ပည့်ရတိုင်းကလေးချက်စားပါတယ်ဂရင်းနဲ့လိုက်တယ်ဆက်လုပ်လည်းကောင်းတယ်တစ်ခွက်ထဲနဲ့လည်းပြီးရရတာလေးရှိရပါတော့နီတအားပူတော့အသားတွေငါးတွေမစားခြင်းဒီလိုမျိုးလေးတွေအပူအစင်ပြေပါတော့ဒါကတော့တင်ပြထားတဲ့အရွက်တွေထည့်ပါမယ် ချက်ကလည်းလွယ်သလားမြန်သလားမမေ့နဲ့ဘာမှတော့လုပ်စရာမလိုပါဘူးနော်ရွက်ထည့်ပြီးတော့ဟိပွက်ပြီဆိုရင်ဒါဆက်လို့ရပါပြီ။ညံအရင်မြန်တော့ပါပြီเนาะ။ဘာမှကိုလုပ်စရာမလိုဘူး။ဒီမျိုးလေးတို့ပြီးတော့ဟိုပြစ်ထည့်မယ်။ ရှိသမျှအသေးအရတွေကိုပြည့်ထည့်မယ်ငပိညိုသည်ထောင်းထားတာကျွန်တော်ပြထောင်းထားတယ်ပြည့်ထည့်မယ်အဲဒါဆိုရင်ဟင်းရီလေးရသွားပါပြီကျွန်တော်ချက်ထားတာပြင်ပြီးတော့အခု recording သွင်းနေနေကိုပြန်တစ်ခေါက်ပြန်စားချင်လာတယ်ဒီတားလေးစားဖို့ကန်လေးကိုပြင်ထားတာပါဒီလိုလေးပွက်လာပြီဆိုရင်မှုရီးပြီးတော့စက်တုံချင်းနံလေးမျိုးပြစိမ့်နံလေးမှုရီးပြီးတော့ကောင်းပါတယ် ာနဲ့တွဲဆောက်ဖို့အတွက်ဒီမုံဟင်းရည်နဲ့တွဲဆောက်ဖို့အတွက်ကတော့ကျွန်တော်ကပြည့်တုပ်ပါမယ်။ဒီတိကျနေတဲ့ဘက်မှာမရှိစုသေးတဲ့တိတ်မပေါ်သေးလို့ဒါယူရီးယားသီးအကျွတ်သီးထင်တာပဲ။ဘာသီးလည်းတော့မသိဘူးနော်။ဇီးရီးယားဝယ်လိုက်တာ။တိတ်တော့မရှိအောင်စားလို့ကောင်းနေချက်။ပြည့်တိတုပ်ပါမယ်။ညရသည်နဲ့အလိုက်ဖက်ဆုံးတော့တရတိတုပ်ပဲတရတိတုပ်ကညရသည်ဆိုကျွန်တော်ကနေရောညအောင်စားနိုင်တယ်။ထမင်းကိုလည်းတရတိတုပ်တစ်မျိုးနဲ့စားနိုင်တယ်။ တည့်တည့်လက်ဆက်ကြွရနေမှုပေါ့နော်ရည်တော့ဖို့တွေကျွန်တော်အနှစ်ဆက်ပါမယ်အနှစ်ဆက်ဖို့တွေတကြားထည့်မယ်စားထည့်မယ်ရပီးမိဖုတ်ပြီးတာထည့်မယ်မြုပ်ဒီအလှော်မောင်းနှစ်စွန်းထည့်ပါမယ်ဆက်ဆက်လေးစားကြလို့ပါ ြီးရင်တော့ပင်းငင်ပြာကြီးအကြည့်ထဲပါမယ်။မြားတွေကတော့တည်သေးသုံးနဲ့ပါဆိုင်လေးလို့မိနေတယ်။ကျွန်တော်ကတော့အဲ့ဒါငငယ်လေးအဲ့လိုပုံကြမှာဒီတုတ်တက်တာချက်ပါတယ်เนาะတကယ်ကောင်းပါလေ။ချိုချင်းဆက်ဆက်ပြီးပါ။အဲ့ဒီတော့ဘုံလုံးနဲ့ညောင်းမှုလိုက်မယ်။ကျွန်တော်ဒီနေရာမှာဟင်းညုံမုံမသုံးတော့ကျွန်တော်ကဗချက်ချက်ချုံမုံမသုံးပါဘူး။ချင်းငယ်ဆက်အတုတ်လေးချုံမမသုံးတော့ရတာရှိလားလို့မြင်နေကြားပိုင်းနေရတဲ့ခြေထားလေးတွေရတာရှိပါတယ်။ ပေါ့ပေါ့ရင်ဖြစ်နေတာပဲမြုပ်ပြီးရလေအိမ်ရနေအမေနေရနေပြောမိခုတ်ပြီးပြထားရယ်မြုပ်ပြီးရလေဒီမေခိုးတိုင်းတော်ပြီးပို့ပြီးလိုက်မြုပ်ပြီးဆိုတော့အရင်ကအရင်ရင်းနေတာပါ ကိုယ်စုံတော့စားချင်စရာတည်တည်တုပ်လေးရပါပြီ။ဒါကတော့ကျွန်တော်ရဲ့နွေရသီးရဲ့နေ့တွေပါ။ဆက်လုံးမျိုးတွေရဲ့မှုဟင်းချွေရဲ့တည်တည်တုပ်ရပါ။ဒါကတော့ဘာအသားဟင်းနဲ့မှမလဲနိုင်တော့ရရန်ကောင်းတော့နေ့လည်စာဖြစ်ပါလေ။နွေရသီးမှာ green ဖြစ်နေဆိုရင်လည်းလှုပ်စားကြည့်ဖို့ကြံပေးပါရနော်။အားလုံးပဲ Solid TV တိုင်းကျေးဇူးတင်ပါတယ်။နောက်ပတ် Sunday မှာထပ်ပြီးတွေ့ကြမယ်နော်။အားလုံးပဲတဒါ